အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကြောက်လေးနှစ်ဆကိုဘယ်လောက်နဲ့ဝယ်ရထင်လဲကြည့်ကြပါဗျာကျွန်တော်ပြည်တရအားလုံးကြောက်လေးနှစ်ဆရိုင်းကြည့်ရင်တော့သူကဘေးသားတွေကတော်တော်အသားပြက်တယ်ဗျဒါပေမဲ့သူ့ရဲ့ကြောက်ကအနာလေးတော့နည်းနည်းများတယ်ဒါပေမဲ့သူကကြောက်အရေးနေရာမှာကြောက်စီကြောက်သားတော့ကောင်းတယ်ဗျကြောက်သမားချင်းညောကျွန်တော်တို့အမြင်မတူကြဘူးပဲမြင်တဲ့လူနဲ့ရှိရမမြင်တဲ့လူနဲ့ရှိတာဟုတ်ဗျာဒီကြောက်လေးနှစ်ဆကိုကျွန်တော်300နဲ့မှ30နဲ့ဝယ်လိုက်တာဗျာ ကြောင်လေးနှစ်ဆောက်130နဲ့ဝယ်လိုက်တာဗျကြောင်လေးပြန်ကြည့်ကြရပဲကျွန်တော်အိမ်မှာသွားဖြတ်မှာပေါ့ဗျဒီကြောင်လေးကတော့ကျွန်တော်အဖြစ်ပြက်ကျမ်းပါဗျကျွန်တော်နဲ့အတူတူရင်ခုန်ကြည့်အောင်ပါဗျဒီကြောင်လေးကတော်တော်ကြီးကိုအဖြစ်ပြက်ကျမ်းပါဗျဘာလို့လဲဆိုတော့ကျွန်တော်ဝယ်ရင်းစရာနဲ့တော်တော်လေးမြောက်သွားတယ်ဗျ130ဆိုတော့ကြတော့ကျွန်တော်ဖြတ်ခုံပါကျွန်တော်ကျွန်တော်အိမ်ကဖြတ်ခုံပါတခါလေးဖြတ်ပါဗျဒါအသေးစားလေးမှာနှစ်ကြီးပါလာဗျအနှစ်ကြီးနန်းနိုင်ကျွန်တော်နင်းပါဗောဗျာဒီအသေးစားလေးကကြောက်စီကြောက်တာပို့ပြီးတော့တင်းနေဗျာ ဒါတော့နှစ်ကြီးနန်းပါဗျာอืมတော်လေးမဆိုးဗျာဒီကောင်လေးရဲ့အားလေးကိုကျွန်တော်ဒီကြောက်လေးကိုအစားဆုံးဖြတ်ပါပါဗျာဒါအသေးပတ်အသေးပတ်ခြံလေးဗျာခုနပို့လိုက်အနဖက်ပို့လိုက်ရဲ့အသေးပတ်ခြံလေးဗျာဒီကောင်လေးရဲ့ကြောက်သားတန်းကျွန်တော်တို့ဘေးသားလေးကကြောက်သားတတော်မြင့်နေဗျာဒီကြောက်လေးရဲ့ဘေးသားလေးကကြောက်သားတတော်ကြီးကိုမြင့်နေဗျာ ါတော့ကျွန်တော်အနီးကပ်ပါဒါကျွန်တော်ရိုက်ဖဲ့ခုနအနာတိုင်းပဲ့သွားရိုက်ဖဲ့လေးပါဗျာကျွန်တော်တို့အဲ့အပဲ့နေရာလေးကျန်းရနေတာဖြတ်ပိုင်းလေးနဲ့အသားတန်းညီအောင်ပွတ်တာပါဗျာအကောင်လေးကအရွယ်ရတယ်ဗျာဒါကခုနကျွန်တော်တို့အသေးစားလေးပါဗျာအသေးစားလေးရတာအကြီးဘက်ကစားဗျာဒီကြောက်လေးရဲ့အရေးသားတော်တော်ဖြောင်းနေဗျာဒီကြောက်လေးကမှဲ့အကြီးလေးပါလို့ဗျာဒါကကျွန်တော်အမှဲ့နေရာနေမှာတိန်းတာပါဗျာမဲ့ဖဲထုတ်တာမဲ့ကနည်းနည်းလေးကတ်ကြမ်းလာတယ်ကျွန်တော် ဒါကနေအပြောင်းသိမ်းလိုက်နေပယ်အရန်သေးတော့မှဆိုလို့ရပယ်ရနဲ့ကျွန်တော်တို့ရွယ်ပယ်ရွယ်လေးရမှကြောက်လေးဆေးရမှမို့လို့ဗျဒါတော့ကျွန်တော်အသားပါဗျာအသားပတ်ချမ်းလေးအသားဖယ်တာပေါ့ဒါတော့ကျွန်တော်တို့အကုန်လုံးစင်သွားတဲ့အနေထားပေါ့ဗျာကြောက်လေးလာတယ်ဗျာဟိုက်ကြောက်လေးရတော့အရှိသားလေးတော်တော်လေးမိုက်တယ်ဗျဒါအသေးစားလေးကထွက်တာပေါ့ဗျာမယ်လေးကနှခမ်းလေးမှာပဲကြံတော့ပါဗျာကြောက်လေးရတော့ ဒါကကျွန်တော်အထိုင်ချတာပါဗျာဖင်နေခေါင်းနေအထိုင်ချတာပေါ့ဒီအသေးဘက်ကအစာလေးတော်တော်လေးကိုဖြောင်းနေဗျဒါကျွန်တော်တို့ခုနကជីတော့နှစ်တက်ကအတက်အသေးသေးလေးအစာလေးကဒါတော့အကြီးစားကြီးပါဗျာဒါအကြီးစားကြီးဒါအနှကြီးနန်းဗျာအနာကျွန်တော်အပေါ်မှာအဖတ်တယ်အနာအောက်မှာဒီနာကူကျွန်တော်နင်းတဲ့နာအနာတော်တော်လေးမိုက်တယ်ဗျာကဲကြည့်ကြည့်အောင်ပါဗျာကြောက်ဝင်လားမဝင်လား သူကြိုးရှိတဲ့လောက်တော့ကြောက်ကသွားတယ်ဗျအဲ့မဲ့ तू ကအပြစ်ကပါအပြစ်တုံးဆိုကျွန်တော်မဲ့တွေနဲ့ပါတယ်ဗျကျွန်တော်တို့ခဲတော့ကကြည့်ရမဲ့တွေပေါ့ဗျာဒါကကျွန်တော်တို့အဲ့အတုံးကြီးခုနကနှစ်ဖက်တစ်ဖက်ကျန်တာပေါ့ဗျာဒါနောက်တစ်ဖက်ဆက်ခွာတာပေါ့ကဲကြည့်ကြည့်အောင်များဒီနေ့โอ้ฟัวอืมဒီကောင်းလဲကျိုးမဆိုးဘူးဗျာနော်ကျိုးကတော်တော်လေးတော့ပြည့်တယ်ဗျဒါမဲ့ तू ကအနာလေးတွေတော့ပါတယ်ဗျအဲ့ထဲမှာဟို အကြောက်ကျိုးထဲမှာအနာလေးတွေပါတာဗျ။အဲ့တော့ခုကျွန်တော်အကြီးစားကြီးကလိုက်တာပေါ့ဗျာ။သူကအမေကျွန်တော်ဘေးသားလေးတွေအကြောက်လေးတွေနည်းနည်းလေးအရေးကျိုးနာကတ်သွားရင်တော့သူကလင်းသွားပြီဗျ။အရေးကျိုးနာမကတ်မချင်းအသားလေးကယော့လာလို့ပါလို့နေဗျ။ဒါကျွန်တော်ခုနအနာအနာပဲ့ပဲသွားတာဗျအနကြီးပါပါဗျအဲ့နကြီးနာအသားတန်းလေးညောင်လို့ပွတ်တာပါဗျာ ဒါအကြီးသားရေထွက်တဲ့အစာလေးပဲဒီကြောင်လေးနဲ့လှတယ်ဗျဒါကြောင့်အသားအသားလေးနဲ့အရေကျိုးတဲ့ဇောင်းပေါ့ဗျာဇောင်းကူးလာတဲ့အနေထားဖြစ်အောင်လုပ်တာဗျအဲသူအကျိုးခွေနဲ့ပုံစံလေးပြီးတော့ကူးသွားတယ်ဗျကြောင်လေးရဲ့ကြောင်လေးတော်တော်လေးတော့မိုက်တယ်ဗျအကြီးသားလေးရထွက်တာလေဒါမှမဟုတ်အကြီးသားတော့ကျွန်တော်အရင်မဖြစ်ဘူးဗျအသေးသားပိုးဖြစ်တာဗျအကြီးသားလာဖြစ်တဲ့ဆိုရင်တော့ကြောက်ကကျွန်တော်ကွန်မန့်အောင်ပါ 350တို့500တို့မှန်းထားတဲ့လူတွေကနေတော်လဲပေါ့ဗျာကြာအေးသားတော်တော်လေးတဲ့ဗျာအဲ့ဖင်ပါဗျာတကြောလေးနည်းနည်းလေးကြံလာကတာကြောက်ပါကူးသွားဗျာတော်တော်လေးကိုကူးရဲ့မြူးလေးနဲ့ကြောက်ပါလှရဗျာဒါကျွန်တော်ခုနအတကြောကြံတဲ့ခေါင်းထိုင်ကိုမကြိုက်လို့ပေါ့ဗျာအဲအေးရှိတဲ့ဘက်ကနေခေါင်းပြန်ထိုင်လာဗျာ အရေးရှိရပါကခေါင်းပြန်ထိုင်တော့ကြောက်လာတယ်ဗျကြောက်အသေးလေးတော့အများကြီးထွက်ကျွန်တော်အသေးလေးဖြစ်တာတော့မပြရပါဒါခေါင်းနှစားထွက်တာပေါ့ဗျာအရေးသားတော်တော်ဖြောင်းနေတယ်သမဲ့လေးတွေပါလေဗျဒါသားမဲ့ပါဒါသားအနာလေးနဲ့ပါလေဗျအဲ့နှစားဒါကြကျွန်တော်ကမှအသေးကြီးအများကြီးထွက်တာပေါ့ဗျာဒါအကြီးစားကြီးကထွက်တာအသေးကြီးဗျအာအသေးကြီးကိုတွေးလိုက်တာဗျဒီအသေးကြီးကိုတွေးလိုက်တော့ကျွန်တော်50ကျွကျွတော့ရတယ်ဗျခေါင်းနှစားတော့ကျွန်တော်140နဲ့ရောင်းလိုက်တာဗျကျွန်တော်ပြည့်တဲ့ဒီအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ခင်ဗျာ